တချို့မြန်မာရိုးရာအယူအဆအရညောင်မင်းကိုအိမ်မှာမစိုက်ကောင်းဘူးလို့ပြောကြတာဟာဘာသာရေးနှက်ကိုွက်မှုဆိုင်ရာအယူအဆတွေနဲ့လက်တွေ့ကြတဲ့အကြောင်းအရာတွေကိုပေါင်းစပ်နေတယ်လို့ပဲမြင်မိပါတယ်။ ဒါပေမဲ့ညောင်မင်းကိုပုံစံဖြစ်ဖန်တီးစိုက်ပြီးဒါပြီဆိုရင်တော့ခဏပြောတဲ့၃ချက်တွေကကွဲလွတ်ထွက်သွားပြီပေါ့ညောင်ပုံစံကိုတော့အိမ်မှာစိုက်လို့ရနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေ့ခေတ်တချို့မှာတော့ညောင်ပုံစံကိုဖန်တီးပြီးတော့ဖျားပူဆိုထားတဲ့ကြောင်းလောက်ဆောင်နေကြပါပြီမင်္ဂလာပါဒီနေ့ကျွန်တော်တို့မြန်မာယူရရင်ကျင်းမှုနဲ့အယူဆဆိုင်ရာစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါကတော့ညောင်မင်းကိုအိမ်မှာမစိုက်ကောင်းဘူးလားဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ညောင်မင်းဆိုတာကတော့မြန်မာပြည်ပဲနေရာမှာမဆိုတွေ့ရတဲ့အပင်မှာရေလည်းကောင်းတယ်၊ကြီးရတာလည်းခံရတယ်၊ကျင်းကွက်တွေရဲ့စကြက်လည်းဖြစ်တယ်။ဒါပေမဲ့တချို့မြန်မာလူမျိုးတွေရဲ့အိမ်တွေမှာညောင်မင်းစိုက်တာကိုဘာလို့ရှောင်ကျဉ်ကြတာလဲ။ဒီယူဆတွေကတက်တက်ဆွဲလန်းတာ။ဒါမှမဟုတ်လက်တွေ့ကြတဲ့အကြောင်းအရာတွေရောရှိလား။ဒီကနေ့ကျွန်တော်ဗီဒီယိုမှာညောင်မင်းကို အိမ်မှာမဆိုင်ကောင်းဘူးဆိုတဲ့အကြောင်းအရာရဲ့အဖြေကိုရှူတော့၃ခုကနေအသေးစိတ်ရှာဖွေပြီးတော့မှဖြစ်ပါတယ်ပထမယူပထမကတော့ယူရနှစ်ခုပဲပို့ယူစားဒုတိယကတော့ဘာသာရေးဆိုင်ရာရှူတော့တတိယကတော့လက်တွေ့ကျတဲ့သိပ္ပံဉာဏ်ပညာအကြောင်းအရာတွေလို့ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့နေတူအိမ်မှာညောင်ပင်မဆိုင်တဲ့အကြောင်းရင်းတွေအရင်လေ့လာကြည့်အောင် ညောင်မင်းကိုအိမ်မှာမဆိုင်ကောင်းဘူးလို့ပြောတဲ့အခါပထမဆုံးထွက်လာတဲ့အဖြေကတော့ညောင်မင်းဟာနှက်တွေ ရုပ်ကစိုးတွေနေတဲ့တစ်ပင်ဖြစ်တယ်လို့ယူဆလို့ဖြစ်ပါတယ်။ဒါကလည်းနှက်တွေရုပ်ကစိုးတွေနေနိုင်လောက်အောင်ညောင်မင်းဟာကြီးမားပြီးတော့အုံဆိုင်နေရပါမယ်။ဒီလိုကြီးမားအုံဆိုင်နေတဲ့အပင်ကြီးမှာနှက်တွေရုပ်ကစိုးတွေနေနိုင်တာဖြစ်ပါတယ်။ညောင်မင်းကြီးများဟာမြမရိုးရနှက်ကိုဝယ်မှုမှာအဆောင်အရှောင်နဲ့များဒါမှမဟုတ်ရင် ရုပ်ကစိုးတွေစံမြန်းတဲ့နေရာဖြစ်တက်မှတ်လေရှိပါတယ်ဒီလိုကြီးမားပြီးတက်တန်းရင့်တဲ့အကန့်အခက်ထူထပ်တဲ့နေရာတွေဟာပြရလောကသားတွေကျဆပ်ဖို့နေထိုင်ဖို့တင့်ရော်တယ်လို့ပြောကြည့်ကြတာဖြစ်ပါတယ်ဒီတော့အိမ်ဝင်းထက်မှညောင်မင်းဆိုင်ရင်ဘာဖြစ်မလဲရှေ့လူကြီးတွေကဒီလိုယူဆကြပါတယ်ညောင်မင်းဆိုင်ချင်းဟာညောင်ပင်မှာနေလေးရှိတဲ့နတ်ရုပ်ကစိုးနဲ့အဆောင်လျှောက်တွေဒါမှမဟုတ်ပြိဘောကသားတွေကိုအိမ်ကိုအိမ်ဝင်းထဲကိုပိုင်စားခေါ်ဖို့ရောက်လာကြပါတယ် နတ်ကောင်းရင်ဘာမှမဖြစ်ဘူးနဲ့နတ်မကောင်းရင်တော့အင်းရှင်ပေါ်မှာဥပတ်ပေးမယ်ယောဂပရားတွေထူပြောမယ်စီးပွားပြတ်မယ်လို့ယုံကြည်ကြပါတယ်အိမ်ဆိုတာကတော့လူတွေအချမ်းစွာနေထိုင်ဖို့ဖြစ်ပြီးနတ်ပုံနန်းနန်းအတွက်ရည်ရွယ်တာမဟုတ်တဲ့အတွက်အိမ်တွင်းမှာညောင်ပင်စိုက်တာကိုရှောင်ကြဉ်ရတာဖြစ်ပါတယ်ဒါကိုဘွန်ဆိုင်ရှုတော့ကကြည့်မယ်ဆိုရင်ရိုးရအယူစားရနတ်တွေရုပ်စိုးတွေနေတဲ့တစ်ပင်ဆိုတာကတက်တန်းကြာရှည်ပြီးအခိုင်ခွတ်တွေထူထပ်တော့ အရေးအဝတာကောင်းမွန်လွန်ပြီးတော့မြေကြီးနဲ့ဓာတ်ရထိတွေ့နေတဲ့ညောင်ပင်ကြီးများကိုဆိုလိုပါတယ်။ညောင်ပုံဆိုင်ပင်ကတော့အုံးငယ်လေးထဲမှာထဲဆိုင်တဲ့သင်းငယ်တဲ့အရွယ်အစားဖြစ်ရှိနေပါတယ်။နောက်ပြီးတော့ပုံမှန် proming လုပ်နေတဲ့ညက်ပင်းနေတဲ့အပင်ကိုထိမ့်သိမ့်ပြုပြချီးကိုလည်းအမြဲပြတ်လုံနေတဲ့အတွက်ကြောင့်နှက်တွေရုပ်ဆိုးတွေပြတ်လောကသားတွေအပန်းစားလာရောက်ဆံမြန်းဖို့ကမဖြစ်နိုင်ပါဘူး။နောက်ပြီးတော့ပုံဆိုင်ပင်ကိုအိမ်တွင်းအလှဆင်ပစ္စည်းတွေသဘောထားတာကြောင့်နှက်တွေရုပ်ဆိုးတွေလာရေး လာပြီးနေနိုင်လောက်တဲ့တစ်ပင်ကြီးတွေအဆင့်တန်းတွင်ပြင်လက္ခဏာမရှိတော့တဲ့အတွက်ညောင်ပွန်ဆိုင်ကိုအိမ်မှာစိုက်လို့ရနိုင်ပါတယ်ကျွန်တော်တို့ဘုဒ္ဓဘာသာဝင်တွေအတွက်ညောင်ပင်ဆိုတာကဘုရားရှင်ကိုတော်တိုင်တပ်ပင်ညွတ်ညံ့တော်ရခဲ့တာဗောဓိညောင်ပင်ရဲ့အောက်မှာပါဒါကြောင့်ညောင်ပင်ကိုဘုရားရှင်နဲ့ဆိုင်တဲ့အပင်ဖြစ်တဲ့အတွက်လူတွေနေထိုင်ရာအိမ်ယာဝန်ထမ်းမှာမဆိုက်အပ်ဘူးလို့သတ်မှတ်ပါတယ်ဒီလိုဘုရားရှင်နဲ့ ဆိုင်တဲ့ယူသေးလေးစားရအပင်ကိုလူသွားလူလာများတဲ့အဲဝင်ထဲမှာဆက်ခင်းရင်အများနဲ့ဆိုင်တဲ့အရာဝန်လူမျိုးလေးလေးစားစားယူသေးပူဇော်နိုင်ဖို့ခက်ခဲပါတယ်မထင်မှတ်ပဲလေးစားမှုတွေပြက်ကွက်မိတာညံ့ညမ်းစေမှုတွေဖြစ်ရင်ဖြစ်ဖြစ်မှဆိုးရင်တဲ့အတွက်အိမ်မှာမဆိုင်ကြပဲဘုံကြီးเจ้าတွေဖျားဝန်เจ้าဝန်တွေမှာတော့စိုက်ထားတာတွေ့နိုင်ပါတယ် body ညောင်ဆိုတာ ficket religious ဆိုတဲ့တစ်ပင်အမျိုးအစားဖြစ်ပြီးတော့မြန်မာလို body ညောင်လို့ခေါ်ပ ဘောရီဆိုတာကတိမြင့်ခြင်းတရားတိခြင်းလို့ဆိုလိုတာပါဒီတော့ဘုရားရှင်နဲ့ဆိုင်တဲ့အပင်ဖြစ်တဲ့အတွက်ကြောင့်အိမ်မှာစိုက်တိုင်းမအဆက်ဘူးလို့ယူဆလို့ရကြပါတယ်ဒီအတွက်ဘွန်ဆိုင်ရှူတော့ကနေဆိုရင်ဘွန်ဆိုင်မင်ကိုအိမ်မှာအလားစင်ပစ္စည်းအဖြစ်အမျက်တနိုးထားကြတာပါဘာသာရေးအရာညောင်မင်ကိုရိုသေလေးစားမှုရှိတဲ့အနေနဲ့အင်းရဲ့မြင့်မြတ်တန်ရှင်းတဲ့နေရာမှာထားပြီးတော့လေးစားမယ်ဆိုရင်ညောင်ပွန်ဆိုင်ကိုအိမ်မှာစိုက်ကောင်းပါလိမ့်မယ် ဘာသာရင်းနဲ့ရင်ကျင်းမှုဆိုင်ရာယူဆတွေပြင်းရောင်မင်းကိုအိမ်မှာမဆိုင်တဲ့နဲ့လက်တွေ့ကြတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ဒီအချက်တွေကဘယ်ခေတ်ဘယ်ကာလမှဆိုမှန်ကန်နေတဲ့အချက်တွေပဲဖြစ်ပါတယ်။နံပါတ်1ညောင်ပင်ရဲ့အမြင့်တွေဟာဖြစ်အားကောင်းပါတယ်။ညောင်ပင်ဟာမြေကြီးပေါ်မှာအကြီးမားဆုံးအပင်တွေထက်ကတပင်ဖြစ်ပြီးတော့သူ့ရဲ့အမြင့်တွေဟာအလွန်တက်မှန်ပါတယ်။ ဒီအမြင့်တွေဟာအိမ်တွေရဲ့အုတ်မြစ်ဖောင်ဒေးရှင်းတွေမြေအောက်ရေလိုင်းရေပိုက်လိုင်းတွေကွန်ကရစ်ကြမ်းခွင်းတွေကိုဖောက်ထွင်းပြီးပျက်စီးစေနိုင်ပါတယ်အချိန်ကြာလာရင်ဒီအမြင့်တွေကအိမ်နေရန်ကိုပါတွန်းကန့်ပြီးတော့အကြောင်းထင်စေနိုင်တာမို့အိမ်ပိုင်ရှင်တွေအတွက်စိုးရိမ်စရာဖြစ်ပါတယ်နံပါတ်1အကိုင်းအခက်တွေပြိုကျခြင်းနဲ့နေရောင်ခြေကိုပိတ်ဆို့ထားခြင်းကိုဖြစ်ဖြစ်စေနိုင်ပါတယ်ညောင်ပင်ဟာကြီးထွားနှုန်းမြန်လို့ ိုင်းခတ်တွေကလည်းတိတ်တီးပြီးတော့ကြီးမားပါတယ်။လေပြင်းတိုက်ခတ်ချိန်မှာအကိုင်းတွေကအိမ်မော်ပြိုကျိုးကြတာဟာအလွန်အန္တရာယ်ကြီးပါတယ်။ဒါ့အပြင်အိမ်ဝင်းတစ်ခုလုံးကိုအရေးလွမ်းမိုးထားနိုင်တာကြောင့်နေအောင်ချီကောင်းစွာမရရှိပဲဖြစ်နေတတ်ပါတယ်။နေအောင်ချီကောင်းစွာမရရှိပဲဖြစ်နေခရင်အိမ်တွင်းမှာအဆိုးဓာတ်များပြီးတော့ငိုတက်စေတာအိမ်အေးဆက်စေတာစတဲ့မကြမ်းမရင်းနဲ့ဆိုင်တဲ့အဲကန္နာတွေကိုဖြစ်စေနိုင်ပါတယ်။ နံပါတ်3အချက်ကနေရာကျင်းမြောင်းသွားစေတာပါမြို့ပြတွေမှာအိမ်ချုံဝင်းကျင်းကျင်းလေးထဲမှာညောင်ပင်ကိုစိုက်မိပြီဆိုရင်သူ့ရဲ့ကြီးထွားမှုကြောင့်အိမ်မှာအခြားအပင်တွေစိုက်เสียနေရာမရှိတော့ပဲအိမ်ဝင်းတစ်ခုလုံးကိုလွန်မိုးသွားပါလိမ့်မယ်ဒါပြင် သူ့ရဲ့အရွက်ကြွေတာအတိကြွေတာတွေဟာအိမ်အတွက်တန့်ရှိဖို့ခက်ခဲပါတယ်ကဲဒီတော့ ခြုံငုံတုံးသက်ရရင်ညောင်ပင်ကိုအိမ်ဝင်းတွေထဲမှာမဆိုင်ကောင်းမှုတဲ့အယူဆဟာရိုးရတလိဘာသာရေးရုပ်သိမှုနဲ့လက်တွေ့ကျတဲ့ပြည်သူကဆိုင်ရာအနေများပေါင်းဆက်နေတာကိုတွေ့ရပါတယ်။ညောင်ပင်ဟာမကောင်းတဲ့အပင်မဟုတ်ပါဘူး။သူဟာတဘာဝရဲ့အလဗုဒ္ဓဘာသာရဲ့အမွေအနှစ်နဲ့တက်တန့်ရှိခြင်းသင်္ကေတပါ။ဒါပေမဲ့သူ့ကိုစိုက်ပြို့ဖို့နေရာအိမ်တွေမှာမဟုတ်ပဲဖះဝင်းဘုန်းကြီးကြောင့်ဒါမှမဟုတ်ရင်ပြည့်ပြည့်ကျယ်ကျယ်မှာဖြစ်တဲ့နယ်လို့လက်စင်ကန်အတိပေးနေကြတာပဲဖြစ်ပါတယ် ဝန်ဆိုင်ရှုထောက်ကနေကြည့်ရရင်ရိုးရအယူဆအရာနဲ့တည်နေတဲ့ရုပ်ပုစိုးမျိုးဆိုရက်တစ်ပင်ဟာတက်တန်းရှိကြပြီးအကိုင်းအခက်တွေနဲ့နဲ့စွာထူထပ်ပြီးတော့ရဲ့အဝါသာကောင်းလွန်းတဲ့မြောင်မင်းကြီးများကိုဆူလိုတာပဲဖြစ်ပါတယ်ဝန်ဆိုင်ပေလေးကြတော့အုံးငယ်လေးတမာအာတင်းငယ်တဲ့အရွယ်စားလေးနဲ့ရှိနေတယ်နောက်ပြီးပုံမှန်ညက်ညက်ပေးရတယ်ပရမီလုပ်ပေးရတယ်ထိမ့်သိမ့်ပေးရတယ်အဲတို့ထိမ့်သိမ့်ပေးနေခြင်းတွေကြောင့် အော်ဒီ net တို့ရုပ်ဆိုးတို့ကပိုက်စားလာပြီးတော့နေလို့မရနိုင်ပါဘူး။နောက်ပြီးတော့အော်ဘွန်ဆိုင်ပင်တွေဟာအိမ်တွင်းအလှဆင်ပစ္စည်းတွေပေါ်ထားပြီး net တွေနေတဲ့အဲတစ်ပင်ကြီးများတဲ့ဟိုစင်တန်းတူတော့တဲ့အဲအခြေအနေမှာရှိတာကြောင့်ဘွန်ဆိုင်ပင်ကိုတော့ အိမ်မှာစိုက်လို့ရတယ်လို့ယူဆနိုင်ပါတယ်လက်တွေ့တကယ်ဖြစ်နေတဲ့ပြဿနာကြတော့ညောင်ပင်ကြီးတွေမှာအမြင့်ကြီးတာတို့ဘာလို့ဟိုကိစ္စတွေကိုကိုယ်ဆိုင်ပင်မှာတော့မရှိပါဘူးเนาะအမြင့်ကိုလည်းကြွား plumbing လုပ်တဲ့ဟာရှိတယ်အခိုင်းနေကြီးလာရင်လည်း plumbing လုပ်ရတယ်ဟိုပြက်တီပြားလာရင် diffusion လုပ်ရတယ်စတဲ့အချက်တွေရှိတယ်เนาะအဲ့ဒါတွေကြောင့်ကျွန်တော်တို့ပွန်ဆိုင်မင်းဟာအိမ်မှာစိုက်လို့တင့်တော့ပါတယ်လို့ကျွန်တော်အနေနဲ့တော့ စပါတယ်ဟုတ်ပါပြီဒီဗီဒီယိုကနေဘူးတူတက်တစ်ခုရသွားမယ်လို့ပြောလင်ပါတယ်ခင်ဗျားတို့ရောဒီအယူဆကိုလက်ခံနိုင်ပါသလားခင်ဗျားတို့အိမ်မှာရောညောင်ပွန်တိုင်းမရှိပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးတောင်းပေးဖို့ပိတ်ခေါ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုအကြောင်းအရာတွေလဲဆိုတာသိချင်လဲဆိုတာကိုပြောပြပေးခဲ့ပါအောင်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်